နင်္သာရီတိုင်းတနင်္သာရီမြို့နယ်တွင်မှရှိတဲ့မောတော်မြို့ကိုတော်လှန်ရေးတပ်တွေကဒီကနေ့မနက်အစောပိုင်းမှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးစစ်တုံးဝမ်းများနဲ့လက်နက်ခဲယမ်းပစ္စည်းအများအပြားကိုသိမ်းဆီးရမိခဲ့တယ်လို့စီဒီအမ်ဗိုလ်မှူးတင်လင်းအောင်ကလူမှုကွန်ရက်စာမျက်နှာမှာတစင်ထုတ်ပြန်ထားပါတယ်။ဗိုလ်မှူးတင်လင်းအောင်ကမောတော်မြို့တိုက်ပွဲမြေပြင်အထိရောက်ရှိနေပြီးဖမ်းဆီးရမိတဲ့စစ်တုံးဝမ်းများနဲ့သိမ်းဆီးရရှိထားတဲ့လက်နက်ခဲယမ်းများရဲ့ဓာတ်ပုံများကိုပါထည့်သွင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့နိုဝင်ဘာ14ရက်မနက်အစောပိုင်းမှာမောတောင်မြို့မှာရှိတဲ့စစ်တပ်ရဲ့နောက်ဆုံးကြံရစ်ခဲ့တဲ့စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မြို့တစ်မြို့လုံးကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ KNL နဲ့ဦးဆောင်တဲ့တော်လှန်ရေးတပ်များဟာမောတောင်မြို့ကို လာပေါင်းများစွာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနိုဝင်ဘာ17ရက်နေ့မှာစ၍တော်လှန်ရေးတပ်ပေါင်းစုက အပိသက်ထိုးစစ်ဆင်ခဲ့ရာဒီကနေ့မနက်မှာအပိသက်အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။မြင့်မြင့်စစ်ပေးရှောင်းတို့ကမြို့ကတော့ရသွားပြီ အခုစစ်ကားကြီး၃စီးနဲ့စစ်သားတွေလက်နက်ရိတ်ခါတွေအကုန်တဲပြီး ထိုင်းဘက်ကိုပြေးကြပြီထိုင်းဘက်ကလက်ခံထားတယ်စစ်ပေးရှောင်ပြည်သူတွေရှိနေတဲ့ဂျားတွေကနေပြေးလာကြတာလက်နက်တွေကိုထိုင်းစစ်တပ်ကသိမ်းသွားတယ်ဒီမနက်ကအလံပြူထောင်ပြီးပြေးလာကြတာလို့ပြောပါတယ်တိုက်ပွဲမှာ KNN တွေကဦးဆောင်ပြီး BBL ပါဝင် PDF ပြည်သူ့ကာကွယ်ရေးတပ်များမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်